ီလိုမျိုး test ပုံစံလေးနဲ့ clean ဖြစ်တဲ့ sense လေးရအောင် after effect ထဲမှာဘယ်လိုမျိုးဖန်တီးရမလဲဆိုတာ step by step ပြပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ကျုပ်ဒီ sense လေးကတော့ဘယ်ကွန်တက်အမျိုးအစားနဲ့မဆိုကညီမှုရှိတဲ့ sense လေးဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဒီနည်းလမ်းလေးကိုကြည့်ပြီးတော့မှကိုယ့်ရဲ့ content တွေကို level up ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့ကျုပ်ဒီမှာ test တွေကိုအရင်ဆုံးရေးပါမယ်။ပြီးတော့ရင် background လုပ်မယ်။အဲပြီးတော့ရင်ဒါနောက်ဆုံး file နဲ့ရပြီပေါ့နော်။အဲပထမဆုံးအနေနဲ့ကျုပ်ဒီမှာစာတစ်ခုရေးလိုက်မယ်။ကိုယ်အစဉ်ပြတာလေးရေးလိုက်ပါ။ ကိုရေးချင်တဲ့ကောင်းလေးရေးလိုက်ပါဒီတော့ရင်ကျွန်တော်ဒီကောင်းကို animator option ထည့်မယ်အဲဒီကြောင့်မို့ animate ဒီကနေပြီးတော့မှ opacity ရေးချပေးလိုက်ပါအဲကျွန်တော်ဒီမှာ range selector လေးရလာပြီကျွန်တော်ဒီထဲမှာဆိုရင် နောက်ထပ် properties တွေကိုတွားမယ် position လေးပါထပ်ထည့်လိုက်ပါမယ်အဲဒါ range selector မှာ position နဲ့ opacity ရရဖြစ်ပါတယ်အဲ့ကျွန်တော်ဒီမှာဆိုရင်တော့ဘယ် function ကဘာလုပ်တယ်ဘယ် function ကဘယ်လိုမျိုးလုပ်တယ်ဆိုတာတော့အသေးစိတ်မပြောတော့ဘူးပေါ့နော်အဲ့လိုပြောမှဆိုရင်ကျွန်တော်အချိန်ကြာတော့ပါလိမ့်မယ် အဲဒါမှမဟုတ်ကျွန်တော်ဒီ after effect သင်တန်းနေ video editing basic to advanced course လေးထဲမှာဆိုရင်တော့ကျွန်တော်တခြားလေးရှင်းပြပေးပါရယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်အချိန်ကုန်တက်တာအောင်မြန်မြန်ဆန်ဆန်လေးပဲတွားလိုက်ပါမယ်ဒီပထမဆုံးနဲ့ကျွန်တော်ဒီ position value ကိုတရားထားလိုက်ပါမယ်ဒါဆိုရင်အောက်ကနည်းနည်းကြာတော့ပါပြီကျွန်တော်ကအောက်ကနေအပေါ်ကိုတက်လာမယ်ပုံစံလေးပေါ့နော်ပြီးတော့ opacity ကို0ထားလိုက်မယ်အဲကျွန်တော်ဒီ range selector ကိုထပ်ဖွင့်လိုက်ပါပြီးတော့ရင် advanced option ကိုထပ်ဖွင့်လိုက်မယ် base one ဆိုတဲ့နေရာလေးမှာ wash လေးကိုရွေးချယ်ပေးထားဖို့လိုပါတယ်ခိုင်တာအစားအဲစကလုံးအစုလိုက် တက်လာတဲ့ပုံစံလေးကိုရွေးချယ်မှာဖြစ်ပါတယ်။ကြောက်ဒီ mode ကတော့ရွေးချယ်စရာမလိုဘူး။ကြောက်ဒီ shape ပုံစံလေးမှာဆိုရင်အဲ RAM app ဆိုတာလေးရွေးချယ်ပေးလိုက်ပါမယ်။ဒါဆိုရင်ဒီပုံစံလေးဖြစ်သွားပြီ။ဒါလေး RAM app လေးပေါ့နော်။ကြောက်အောက်ကိုတအားမရောက်အောင်ဒီမှာချိန်မယ်။ east high လေးကို minus 50လောက်ထားလိုက်မယ်။ပြီးတော့ east low လေးကိုကျတော့100လောက်ထားလိုက်ပါမယ်။ကြောက်ဒီကောင် offset နဲ့ animation ကစားလို့ရပြီဖြစ်ပါတယ်။ကြောက်ဒီမှာချက်လိုက်ပါ။ကဲအဲ့တော့ကျွန်တော်တို့ animation စပေးမယ်။ offset ပထမဆုံး stopwatch လေးမှာဆိုရင် -100 လောက်ထားလိုက်ပါမယ်။ တို့ဒီနားလောက်မှာ Android ပေါ့နော်ဒါဆိုရင် animation လေးရရဖြစ်ပါတယ်ကြောက်ဒီမှာကြက်လိုက်ပါအဲစကစုဒုစုစီအလိုက်တက်လာတာဖြစ်တပါတယ်အဲ့ function လေးကကြောက်ဒီ words ware function လေးဖြစ်တယ် character ဆိုရင်တော့အကုန်လုံးတက်လာမှာဖြစ်တယ်ပေါ့နော်အဲ့ဒီနှစ်ခုလုံးက simple ဖြစ်တယ် clean ဖြစ်တယ်ကြည့်လို့ကောင်းတဲ့ text animation လေးတွေဖြစ်ပါတယ်ကိုယ်စင်ပြရယူတော့နိုင်ပါတယ်အဲ့ကျွန်တော်ဒီမှာ word ပုံစံလေးပဲထားလိုက်မယ် division လေးကိုကစားနိုင်တယ် okay အဲ့လိုမျိုးလေးပေါ့နော် ။အဲကျွန်တော်ဒီကောင်ကိုဒီဘက်ပိုင်းနေဖြတ်လိုက်မယ်။အဲ့တော့ order key နဲ့ close bracket လေးနှိပ်လိုက်မယ်။ညဒီကောင်ကို copy ပွားလိုက်မယ် control d ။ညဒီမှာဆိုရင်လည်းစာလေးပြောင်းလိုက်ပါမယ်။ Okay ညဒီမှာဆိုရင် task animation လေးရိုက်ဖြစ်ပါတယ်။ကျွန်တော်တို့စနေနဲ့ background လေးဖိနှိပ်ကြပါမယ်။အဲ့တော့ကျွန်တော်ဒီမှာ solid layer ပေါ်လိုက်မယ်။ solid ကဘယ်အရာမှမဆိုအရင်မကြည့်ပါဘူး။ဒါကြောင့်လည်းဆိုတော့ကျွန်တော်ဒီကောင်ကို overlay အနေနဲ့ဥပမာဖြစ်တယ်ပေါ့နော်။ generate ပြုလုပ်မှာဖြစ်တဲ့တကြောင်ပေါ့ကွာကျွန်တော်ဒီ solid layer ထဲမှာ gray effect လေးထည့်လိုက်ပါမယ်အဲကျွန်တော်ဒီ effect control မှာဒီ gray option လေးကိုကစားမယ် side form မှာဆိုရင် width and height slider ဒါမှမဟုတ်ကျွန်တော်ဒီ width နဲ့ height slider လေးကိုလိုသလိုကစားနိုင်မှာဖြစ်ပါတယ်ကိုကျေနဲ့လောက်တည်တည်ကျွန်တော်ဒီ gray ပုံစံလေးဖန်တည်လိုက်ပါအဲကျွန်တော်ဒီအောက်ဆုံးမှာ white background ထပ်ထည့်လိုက်မယ်ပေါ့နော်အဲတော့ right click ထောက်ပြီးတော့မှ new solid white အကြောင်းလေးထားလိုက်မယ်ဒီကောင်ကျတော့ background အနေနဲ့တုံ့ပြန်မှာဖြစ်ပါတယ်ဒီကောင်ကျတော့ gray ပေါ့နော်နာမည်လေးပြောင်းလိုက်မယ် great okay ကျောက်ဒီ grade ရဲ့အကြောင်းကိုဒီမှာပြောင်းလို့ရပါတယ်အနည်းအောင်လေးပါကျောက်ဒီရဲ့ word size ကိုတော့ border မှာကစားလို့ရပါတယ်၃လောက်ထားလိုက်ပါမယ်အဲနှစ်လောက်ဆိုရင်အဆင်ပြေသွားပြီပေါ့နော်နှစ်လောက်ထားလိုက်မယ်ပြီးတော့အဲကျွန်တော်တို့ဒီကောက်ကိုအလဲမှာဖြူတဲ့ပုံစံလေးဖန်တီးမယ်အဲကျွန်တော်တို့အလဲကို focus စာလားစာလားလေးတွေကိုအလဲမှာမြင်အောင်လုပ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အလဲကိုကျွန်တော်တို့ gradient wrap လေးအုပ်လိုက်မယ် ဘရက်ကိုဆက်လက်ရှင်ပေးပြီးတော့မှ query rat effect လေးထည့်လိုက်ပါမယ်။ query rat မှာကျောက်ဒီကောင်ကို radiate ထားလိုက်ပါမယ်။ပြီးတော့ရင်ကျောက်ဒီ anchor point နှစ်ခုနဲ့ကစားပါမယ်။ဒီအောက်က anchor point လေးကဒါလေးကအလဲမှာထားမယ်။အဲကျွန်တော်ဒီမှာဒီလိုလုပ်ပြီးတော့မှ swap color လုပ်လိုက်ပါမယ်။အဲ swap color ဒါဆိုရင်ပြောင်းပြန်ဖြစ်သွားပြီ။ ကျော်ဒီကောင်ဝေဝေးဆွဲလေးလေးအလဲမှာပို့ပြီးတော့မှဖြူလာလေးဖြစ်ပါတယ်။ကိုဂျင်းနဲ့ဒီကိုဂျင်းနဲ့အဆင်ရောက်ပြီဆိုရင်တော့ရလိုက်ပါတော့။ Okay ဒါလောက်ဆိုရင်ဟောအဆင်ပြေသွားပါပြီ။ပြီးတော့ကျွန်တော်ဒီနောက်က grid ကို animation ပေးပါမယ်။အဲကျော်ဒီကောင်ကကြတော့ဒီ arc မှာထားလိုက်မယ်။ background အနေနဲ့သုံးပြမှာဖြစ်တယ်ပေါ့နော်။ task ကသူ့ပေါ်မှာထားမှာဖြစ်ပါတယ်။အဲတော့ကျော်ဒီ grid ကို anchor point မှာ animation ပေးလိုက်ရင်ရပါပြီ။ကျွန်တော်တို့ကဒီ grid ကို arc ကိုတွားမှာလား၊ဒီဘက် view တွားမှာလား၊ဒီဘက်ကိုတွားမှာလားပေါ့နော်။ကျွန်တော်လည်းဒီမှာညာဘက်ကိုပဲတွားလိုက်ပါမယ်။ ဲ့တော့ကျုပ်ဒီ anchor point မှာဒီ h value လေးကိုဒီဘက်ကိုပို့လိုက်ရပါပြီဒါဆိုရင်ကျုပ်ဒီကောင်လေးကညာဘက်ကိုတွားနေမှာပါအဲ့တော့ကျွန်တော်ဒီမှာဆိုရင် anchor point ကို expression ဖွင့်လိုက်မယ်ကျွန်တော်တို့ဒီမှာ x value ပဲပြောင်းချင်တာဖြစ်ပါတယ်အဲ့တော့ value နှစ်ခု form ရိုက်ပေးလိုက်မယ် value value 0 value 0ကကျုပ်ဒီ x value ဖြစ်တယ်ကျုပ်ဒီကောင်ကို plus evolution 30လောက်ပေးလိုက်ပါမယ် time star 20လောက်ဆိုရင်အဆင်ပြေပါပြီပြီးတော့ရင်ကျွန်တော်တို့ comma နဲ့နောက်က value y ကိုရေးပါမယ် value y ကျတော့01ပေါ့နော်ပြီးတော့ရင်အကုန်လုံးပိတ်လိုက်မယ် okay ဒါဆိုရင်ကျုပ်ဒီ exposition လေးရပဲ20 value အမြင်သင်ပြီးတော့မှဖြစ်ပါတယ်ကျုပ်ဒီမှာကြည့်လိုက်ပါအဲ့လေ error တက်နေတယ် okay ကြောက်ဒီမှာကြည့်လိုက်ပါ slow motion လေးနဲ့ပေါ့နော်အဲဒါလေးကတော့ project ကြိုက်ရိုက်တာဖြစ်တယ်ကျွန်တော်မြန်မာလိုပဲရိုက်လို့ရတယ်ဒါရင်နားမလဲဆိုလဲခိစားမရှိဘူးကြောက်ဒီကောင်ကိုပြန်ပိတ်လိုက်မယ် ော်ဒီမှာတစ်ခုကျွန်တော်တို့ဟိုးနောက်ဆုံးမှာအန်ကာပွိုင်းကိုဒီဘက်ကိုပို့လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့မှကြည့်လိုက်ပါအဲဒါဆိုရင်မြန်မာလိုပဲ animation ပေးလိုက်တာပေါ့နော်ဒါလို slow ကျင်နေဆိုရင် value နဲ့လည်း short လိုက်မယ်ဒီပုံစံလေးဖြစ်သွားပါပြီ okay နောက်တစ်စနေနဲ့ကျုပ်ဒီ task လေးတွေကိုအကြောင်းလေးထည့်လိုက်မယ်အဲကျွန်တော်ဒီမှာ fade နဲ့မထည့်တော့ဘူးပေါ့နော်ဒီကောင်းလေးကို premium sensor လေး gradient လေးထည့်လိုက်ပါမယ်အဲ့တော့ဒီကောင်းကို gradient run ဆိုတဲ့ effect လေးထည့်လိုက်မယ် gradient run ဒီကောင်းလေးပဲဖြစ်ပါတယ် အကြောင်းဒီမှာဆိုရင် anchor point တစ်ခုပေါ်လာပြီဒါလေးက gradient control ရဲ့ကောင်းလေးဖြစ်ပါတယ်အဲကျွန်တော်ဒီမှာဆိုရင်ဒီအပေါ်ကအနစ်ရောင်ကို sorry ဒီအပေါ်ကအနစ်ရောင်ကိုအဖြူအောင်ထားလိုက်မယ်အောက်ကကောင်းလေးကိုကြတော့ကိုယ့်ရဲ့ quantum နဲ့ကပ်ညီတဲ့အရာကိုယ့် quantum ရဲ့အရာကိုယ့်ရဲ့ project အရာလေးထားလိုက်ပါ primary အရာလေးပေါ့နော် okay ကျွန်တော်ဒီအဖြူလေးကိုဒီပေါ်လေးမှာဖွဲ့ဖွဲ့လေးပြန်လုပ်ထားလိုက်ပါမယ်ဒီ gradient control လုပ်တဲ့ကောင်းလေးတွေနဲ့ကစားပေးလိုက်ပါ တော့ကျွန်တော်ဒီမှာတင်းကြီးတညာလေးဖြစ်အောင် grade လေးဖော်လိုက်မယ်။အဲ့တော့ control နဲ့ကျွန်တော်ဒီကုတ်လုတ်တဲ့ကောင်လေးပေါ့နော်။တကယ်လို့ shortcut မတီးဘူးဆိုရင် grade ဆိုတာဖွင့်လိုက်ရပါပြီ။တင်းကြီးတညာလေးဖြစ်မှာဒီကောင်လေးက gradient သဏ္ဍာန်လေးဖြစ်မှာပေါ့နော်။အဲ့တော့ကျွန်တော်ဒီကောင်ကိုဒီနားလောက်မှာထားလိုက်မယ်။ကျွန်တော်ဒီ task ကိုဒီနားလောက်မှာထားလိုက်ပါမယ်။အဲ့တော့ grade page ဖွင့်လုပ်ကြည့်မယ်။ဒီဒီပုံစံလေးဆိုရင်တော့တော်တော်လေးမိုက်ထားပါပြီကျွန်တော်ဒီ gradient effect လေးကို ကွန်ထရိုးစီနဲ့ကော်ပြီးပြီးတော့မှအဲဒီနောက်ကနှစ်ခုလုံးမှထည့်လိုက်ပါမယ်ဒါဆိုရင်အားလုံးအဆင်ပြေသွားပြီပေါ့နော်ကျွန်တော်ဒီမှာအာနမူနာကြည့်လိုက်ပါခေတာဆင်းတော့ကျွန်တော်ဒီနောက်ဆုံးအနေနဲ့ဒီ smooth ဖြစ်တဲ့ animation လေးကိုဖန်တီးလို့ပြီးသွားပါပြီဟုတ်ကဲ့ကျွန်တော်တို့ဒီ Facebook page နဲ့ YouTube channel မှာဒီလိုမျိုးလွယ်ကူတဲ့ sense tutorial လေးတွေစောင့်ဆက်စရာကောင်းတဲ့ tutorial လေးတွေ clean ဖြစ်တဲ့ tutorial လေးတွေကိုလည်း သင်မိတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ like subscribe follow လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ tutorial လေးတွေမှာပြန်ပြီးတော့မှတွေ့ချင်ပါတယ်